အင်္ဂါညမှာရှင်မြိုင်ကစားခဲ့တဲ့ချန်ပီယံလိပွဲတင်ရဲ့ reset တွေနဲ့ပတ်သက်ပြီးတော့ပြန်လည်သုံးသပ်ဆွေးနွေးလိုက်အောင်ခင်ဗျာမင်္ဂလာပါ Kings the Football Show အနေနဲ့ကြိုဆိုပါရစေအင်္ဂါညမှာရှင်မြိုင်ကစားခဲ့တဲ့ချန်ပီယံလိပွဲတင်၄ပွဲရှိတဲ့အနက်၃ပွဲလောက်ကတော့ပြိတက်မျောလင့်ထားသလိုရလဒ်တွေဖြစ်ပြီးတော့ Liverpool နဲ့ PSG ပွဲကတော့မျောလင့်မထားတဲ့ရလဒ်တခုဒါမှမဟုတ်ပြိတက်မျောလင့်မထားသလိုအခြေအနေမျိုးဖြစ်ခဲ့ပါတယ်ခင်ဗျာ ဆိုတော့ပထမဆုံးပွဲစဉ်တစ်ပွဲဖြစ်တဲ့ဘာစလိုနာနဲ့ဘန်ဖီကာပေါ့နော်ဒီပွဲစဉ်ကပရိသတ်ကိုနှစ်ချက်ကွက်နဲ့အကျိုးပြုနိုင်ခဲ့တဲ့ပွဲစဉ်တစ်ပွဲလို့ပြောရမှာဖြစ်ပါတယ်ဒီချန်ပီယံလိပွဲစဉ်တွေရွေးချယ်ပြီးရတဲ့နေရာမှာလဲအလွယ်လွယ်အချော့ချော်တွေကများတယ်ဗျတော်သေးရဲ့ဒီဘာစလိုနာပွဲကဘာစလိုနာတူတယ်ကိုအိုဗာဖြစ်သွားတဲ့အခါကျတော့မစိုးဘူးလို့ပြောရမှာပေါ့လေအဲ့တော့ဘာစလိုနာဒီအင်ဂွင်းနျူကဲမှာအမားရွေးမခံမနဲ့အကောင်းဆုံးရှင်းပြိုင်ကစားခဲ့တယ်ရာဖိညာရဲ့ခြေသွမ်းပြမှုနဲ့အတူ 3-1ဆိုတဲ့ရလတ်နဲ့ဒီပထမအိမ်မှာတည်းပုံပေါ်သွားခဲ့တယ်ပေါ့ဒုတိယအိမ်မှာတစ်ဖက်နဲ့တစ်ဖက်ဂိုးတွေအပြန်အလှန်သွင်းနိုင်ခဲ့ခြင်းမရှိဘဲနဲ့ဒီပွဲမှာကတော့ဘာစလိုနာသည်နောက်တစ်ဆင့်ဟုတက်ရောက်သွားခဲ့ပါတယ်အဲ့တော့ဘာစလိုနာနဲ့ဘန်ဖီကာပွဲတွေမှာကျွန်တော်တို့အဓိကပြောစရာဖြစ်ခဲ့တဲ့ဂိုးကတော့လမိုင်းညမဲရဲ့ဂိုးပေါ့နော်ဒီကောင်လေးဒီယူရိုပြိုင်ပွဲမှာတော့လည်းအဲ့လိုဂိုးမျိုးကိုတစ်ချိန်ကန်သွင်းယူခဲ့မှုပါတယ်ဆိုတော့ဒီတစ်ခေါက်ကန်သွင်းယူမှုကအထက်ပို့ပြီးတက်ရက်တယ် အတင်းကဝမ်းဝမ်းတည်ကြနေတဲ့အချိန်2-1ဖြစ်စီမဲ့ဂိုးကို တွင်းယူပြီးသွားခဲ့တာပါလမိုင်းညမဲ့ဒီဘဲတန်အတူကစားနေတဲ့ဝင်းကညာဝင်းညာချမ်းပေါ့ဗျာထုံးတဲ့တိုင်းပဲကျွန်တော် inverted ဝင်းကတွေဒီညာချမ်းဘဲတန်ဘဲတန်အဘဲချမ်းညာတန်ကစားသမားတွေပါအဲ့တော့ညာချမ်းမှာဘဲနဲ့ဝေးဝိုက်ပြီးကန်သွင်းသွားတဲ့ဂိုးကတော်တော်လေးလာပါတယ်ဂိုးသမားတယောက်အနေနဲ့လည်းဘီပိုက်တောင်းဝင်သွားတဲ့အတွက်ကြောင့်ဖမ်းဖို့ခက်တဲ့အခြေအနေဖြစ်ပါတယ်ခင်ဗျာအဲ့တော့ဘာစလိုနာကတော့ ဟိုဘန်ဗီကာလိုဒီနေ့ရာဒီတိတ်ပြီးအဆင်မပြေတဲ့အတင်းတင်းနဲ့တွေ့တဲ့အတွက်ကြောင့်တခြားသောအတင်းတွေလောက်တော့အရင်မခက်ခဲခဲ့ဘူးအတင်းမှာရှိတဲ့ကစားသမားစုဖွဲ့မှုကလည်းပြီးခဲ့တော့ပြီးခဲ့တော့ရာဒီတွေအထက်ဒီဟန်ဒီဖလစ်လက်ထက်မှာရုပ်လုံးလေးပိုပေါ်တယ်ဗျာကြည့်ရတာအနေနဲ့ရင်ခုန်ခြင်းစရာလေးပေါ့နော်အဲ့တော့နောက်ဆက်ရင်တို့ AC တက်ရောက်သွားခဲ့ပြီဖြစ်ပါတယ်ခင်ဗျာဘန်ဗီကာအတင်းအတွက်ချီပါကိုတော့အာဂျင်တိုင်းနောက်ခံကစားသမားအော်တိုမန်ဒီကကန်သွင်းယူသွားခဲ့တာပါကဲကျွန်တော်နောက်တဲ့တပွဲလီဗာပူးစင်နဲ့ဘိုင်ယန်မြူးနစ် ။ဒီပွဲစဉ်ကလည်းပြိတက်ကိုရွေးချယ်ပြီးမှမှကန်ခဲ့တဲ့အတွက်ဒါဝမ်းသာပါတယ်။ဘိုင်မြူနစ်ကအဝေးကွင်းမှာကန်ရသည့်တိုင်အောင်လီဗာပူးစင်အသင်းကိုဖိပိစီကစားပြီးဒါ2-0ဆိုတဲ့ရလနဲ့အနိုင်ယူခဲ့တယ်။ပထမအိမ်မှာကိုမရှိသေးကြခဲ့ပေမဲ့ဒုတိယပိုင်းရောက်တဲ့အခါမှာ Harry Kane နဲ့ Alfonso Davies တို့ရဲ့ twin goal တွေနဲ့အတူအနိုင်ရရှိခဲ့တာလည်းဖြစ်ပါတယ်။ Vincent Kompany ကင်တွေတဲ့ဘိုင်မြူနစ်အနေနဲ့ချန်ပီယံလိအုပ်စုအဆင့်တွေမှာတော့ကကြိုးကြောင်ရလဒ်မျိုးတွေပေါ်ထွက်ခဲ့ပြီးသူတို့1-8ဝင်ခွင့်တနေရာတော့မရခဲ့ဘူး။ 9 to 27အသင်းတွေကကျွန်တော်အခုမြင်ရသလောက်1 to 8ကအသင်းတွေကိုဖြုတ်ဖြုတ်ချသွားတဲ့ပုံစံမျိုးတွေဖြစ်နေတယ်။ Liverpool ပွဲဆိုရင်လည်းထိုနည်းတူပဲ PSG က1 to 8ဝင်ခဲ့တာမဟုတ်ဘူး9 to 27အသင်းပဲ။အခုဆိုရင် Bayern Munich က short တက်လို့မရတဲ့အခြေအနေမျိုးသူတို့ကစားပုံကောင်းချင်မှကောင်းလိမ့်မယ်။အရင်တော့ Bayern Munich လောက်တကူထွားချင်မှထွားလိမ့်မယ်။သို့ပေမဲ့လည်းပြည်တွင်းရဲ့ပြိုင်ဘက်ကောင် Liverpool ဆင်ဟုတ် ဘာမှလုပ်လို့မရအောင်နှစ်ကြော့ပေါင်း fight scene နဲ့အနိုင်ယူကြော်ဖြတ်ခဲ့တဲ့စွမ်းဆောင်ရည်ကတော့ဂယုပြုကျင်စရာပဲပြီးမှကျွန်တော် quarter fight မှာတွေ့မဲ့လမ်းကြောင်းတွေနဲ့ပတ်သက်ပြီးအနေငယ်ဆက်လက်ဆွေးနွေးပါမယ်ဘိုင်မိနစ်ကတော့သူ့လို့သူအကောင်းဆုံးလုပ်သွားခဲ့တယ်လို့ပဲပြောရမှာဖြစ်ပါတယ်ခင်ဗျာကဲကျွန်တော်နောက်ထပ်နှစ်ပွဲပေါ့နော်ဒီပွဲတွေကတော့ပရိသတ်ကိုအကျိုးမပြုနိုင်ခဲ့တဲ့ကျွန်တော်ရွေးချယ်မှုတွေလို့ပြောလို့ရတယ် Inter Milan နဲ့ Feyenoord ပထမအကြော့မှာ Inter Milan အနေနဲ့ဂိုးပြတ်နိုင်ထားပေမဲ့ဒီပွဲတွေမှာ2-1ဆိုတဲ့ရလဒ်နဲ့ပဲကပ်ပြီးတော့နိုင်ခဲ့တယ် တူရန်ရဲ့တွင်းကိုနဲ့ပဲပထမအကြော်တုံးကလို့10မိနစ်မှာဥဆောင်ခဲ့ပေမဲ့ပြန်ပြီးတော့ဖီယန်နော့ရဲ့ချီပါခြင်းကိုခံခဲ့ရတယ်မိုဒါက42မိနစ်မှာပနတီကန်သွင်းယူမှုလုပ်ခဲ့ပြီးတော့ဒုတိယပိုင်းရောက်တဲ့အချိန်ကျမှကယ်လန်နိုဂလူကပနတီတစ်ဆင့်ကန်သွင်းယူရင်းနဲ့အင်တာမီလန်နောက်တစ်ဆင့်တက်ရောက်သွားခဲ့ပါတယ်သို့တော့ကျွန်တော်တွေကဘာလို့တွက်လဲဆိုတော့ဖီယန်နော့ဒီပထမအကြော်တုံးကအင်ကွေးမှာကစားရပါလေရဲ့နဲ့ပလေယာတူဦးတယောက်ချင်းစီရဲ့လိုအပ်ချက်တော်တော်ကြီးမားခဲ့တာဗျကစားပုံလုံးဝ မကောင်းခဲ့ဘူးပေါ့နော်အဲ့လို player မျိုးရင်းနဲ့ San Siro မှာတိတ်ခံရမယ်လို့မျှော်လင့်ခဲ့ရမယ်လေ Inter Milan ကပပပုတ်သွားခဲ့တယ်လို့ပဲပြောရမှာဖြစ်ပါတယ်ဒါမဲ့ဘလို့ကိုးရလက်ပဲထွက်ထွက် Inter Milan ကတော့နောက်တစ်ဆင့်ကိုတက်ရောက်သွားခဲ့ပါပြီဟုတ်ကဲ့တလက်စားရမင်းဆက်ပြီးကျွန်တော်ကျွန်တော်ရဲ့အခုဗီဒီယိုလိုကိုကြည့်ပတ်မှုထားတယ် Football Game မှာ Football Game မှာအမကခုကတော့လုံးမစနေစပုရှိကူကိုကစားလို့ရပါတယ်။အရင်ပြပပေါ့ချေစားဒီတိုင်းကစားနိုင်သလိုဘန်းငွေနဲ့လည်းကစားလို့ရပါတယ်ခင်ဗျ။အသေးသေးတော့ဗမာမဲ့6သလုံးကုန်လုံးကသလုံးနဲ့9ချော့ချော့3သလုံးသုံးညာ3လုံးမှာဆက်သွဲဆုံးနဲ့မြင်မြနိုင်ပါတယ်။ကဲနောက်ဆုံးပြောစရာဖြစ်ခဲ့တဲ့ပွဲတစ်ပွဲကတော့ Liverpool နဲ့ PSG ပေါ့နော်နည်းနည်းလေးပြောစရာများတဲ့အတွက်ကြောင့်ကျွန်တော်နောက်ဆုံးမှထည့်ပြီးပြောတာ Liverpool ပြိသက်တွေကတော့ YNWA တချင်းကိုပွဲမစခင်တည်းကတီဆိုဟစ်ကျွေးပြီးအတင်းအတွက်အကောင်းဆုံး supporting လုပ်ပေးခဲ့ပေမဲ့လည်းတကယ်ကစားတဲ့အချိန်မှာ7မိနစ်ထဲက Usman Dembele တွင်းတဲ့တွင်းကိုတဲ့အတူ Liverpool ကမိနစ်90တွင်းရှုံးနိုင်ခဲ့ပါတယ်။ဒီရှုံးနိုင်မှုကပထမကြော်တော့က Liverpool နိုင်ခဲ့တဲ့ဂိုးရလတ်နဲ့တူသွားတဲ့အတွက် penalty ကန်သွင်းယူခဲ့ရပါတယ်။ ဒီပန်နရီကန်သွင်းယူတဲ့နေရာမှာလဲလီဗာပူးကစားသမားတွေထဲမှာမိုဆာလာတယောက်ပဲဂိုးဝင်ခဲ့ပြီးကျန်တဲ့ကစားသမားတွေဂိုးပေါက်လွဲချော်ခဲ့တဲ့အတွက် PSG အသင်းကပန်နတီနဲ့အနိုင်ယူပြီးတော့နောက်တစ်ဆင့်ကိုတက်ရောက်သွားခဲ့ပါတယ် PSG ဒီအသင်းကောင်းတင်းဆိုတာကျွန်တော်တို့နားလည်လက်ခံထားပါတယ်ပထမအကြော်တော့လီဗာပူးအသင်းကိုအကောင်းဆုံးယင်ဆိုင်ခဲ့ရတဲ့အသင်းမှာဒါပေမဲ့လီဗာပူးဒီနေ့ရသည်လူမခေါ်ယူထားတဲ့အခြေအနေမျိုး squad ဖြစ်တဲ့နေရာမှာ PSG အသင်းကိုရှင်လို့မရတဲ့အခြေအနေမျိုးမှာတော့ ဘလူလုံးတစ်ဖက်နဲ့တစ်ဖက်ရှင်ပြန်ရင်ဆိုင်ကစားပြီးတော့ကမရုံဒါအကောင်းဆုံးပုံစံအခင်းချင်းနဲ့ပထမအကြော့မှာရင်ဆိုင်ကစားခဲ့တယ်လို့ပဲကျွန်တော်ယူဆတယ်။ဒါပေမဲ့ဒုတိယအကြော့ရောက်တဲ့အခါမှာတော့အင်ရှင်ပြိတ္တအားရှိတဲ့လီဗာပူးသင်းရဲ့မာဂုံတစ်ခုအတွေ့အကြုံတစ်ခုနဲ့အတူ PSG သင်းကိုတရေလောက်တော့ကစားနိုင်ခဲ့တဲ့နဲ့ပေါ့နော်။ဒါပေမဲ့လည်းသူတို့ရှုံးသွားတဲ့ဂိုးတွေပြန်ရဖို့အတွက်ကြိုးစားအထောက်အပံ့ပြုလုပ်ခဲ့ပေမဲ့မလုံလောက်ခဲ့ပါဘူးခင်ဗျ။အဲ့တော့ လီဗာပူးအသင်းဒီဒီနေ့ချန်ပီယံလိမှာတိတ်ကိုနှမျောဖို့ကောင်းတယ်လို့ပဲပြောရမှာပေါ့တကယ်ကိုသူတို့အုပ်စုအဆင့်ပွဲစဉ်တွေမှာတော့ခြေစွမ်းထက်ခဲ့တာပါအဲ့လီဗာပူးအနေနဲ့အစာကောင်းခဲ့ပေမဲ့အနောက်မတည်ကြဘူးလို့ပြောရမှာပဲဖြစ်ပါတယ်ခင်ဗျာတနည်းအားဖြင့်လီဗာပူးသင်းတာဝန်ရှိတဲ့သူတွေကိုလည်းတစ်ဖက်ကငယ်ရွယ်ပြိုမြင့်ပြီးတော့ talented player တွေများတဲ့အသင်းတစ်သင်းနဲ့တွေ့ရင်ကိုယ့်တည်းက အတွေ့အကြုံနဲ့ frame ကောင်းမှုမှုနဲ့ရှစ်ဆက်နေပေမဲ့လည်းတကယ်မိုးတဲ့ရေထဲမှာတော့လိုအပ်ချက်တချို့ရှိတယ်ဆိုတာပြသလိုက်တာပဲဖြစ်ပါတယ်။ဘာဖြစ် Liverpool အသင်းဒီတာဝန်ကျေတယ်လို့ပြောရမယ်။သူတို့ငွေမတုံးခဲ့တဲ့အခြေအနေနဲ့ဒီလူစည်းစူးဖွဲ့မှုနဲ့ဒီလောက်အမြင့်တက်နိုင်တာဟောတာအောင်မတ်ထက်ကြော်သွားပြီလို့ပြောရမှာပါ။တောင်းတောင်းအခြေအနေမျိုးဆိုရင်မလွယ်ပါဘူး။ကျွန်တော်တို့လည်းဒီနေ့အသည် Liverpool ဘာမှလုံးမပြနိုင်ဘူးထင်ခဲ့ပေမဲ့အကောင်းဆုံးသူတို့လုံးပြခဲ့ပါတယ်။အဲ့တော့16သင်းစင်းကထွက်သွားခဲ့ရပေမဲ့ကျွန်တော်တို့ ဂုံငယ်စရာထွေထူးထူးမရှိဘူးလို့ထင်တယ်အာနာစတော့ဒီလေလီဗာပူးအတွက်တင့်တော်တဲ့နီးပြတယောက်ဖြစ်ပါတယ်ခင်ဗျ။โอเคကျွန်တော်တို့နောက် quarter final မှာတွင်မဲ့လမ်းကြောင်းတွေကတော့တချို့တဝက်ပုံပေါ်သွားခဲ့ပြီဖြစ်ပါတယ်။ဆိုတော့ PSG ကဒီညရှင်ပြိုင်ကစားမယ် Club Brugge Aston Villa ပွဲစဉ်ကတင်းတင်းနဲ့တွေ့လိမ့်မယ်။တွေ့ဖို့များတဲ့အသင်က Aston Villa ဖြစ်ပါတယ်။အဲ့တော့ PSG နဲ့ Aston Villa ရဲ့ပွဲကတော့ဘိုင်းပြောတမျိုးတစ်ပုံကျွန်တော်တို့ရင်ခုန်စိတ်လို့ရှာမှုပေးမယ်လို့ထင်တယ်။အင်္ဂလန်အသင်းတင်းပြုတ်သွားတဲ့ရန်ကြွေးကို အက်စတိုဗလာရအောင်ပြန်ဆက်ပေးမလားကြည့်ရမယ်။သို့တော့မလွယ်ပါဘူး။ PSG ကအတော်ကောင်းတဲ့အတင်းတင်းဖြစ်တဲ့အတွက်ကြောင့် quarter final မှာလည်းနောက်ဆင့်ကိုတက်ဖို့များပါတယ်။ကျွန်တော်နောက်ထပ်အုပ်စုတစ်ခုကတော့ဒီညမှာရှင်ပြိုင်ကစားမယ်။ Real Madrid, Atletico Madrid, PSV, Arsenal တို့ရဲ့ result ကိုတစ်ချက်ကြည့်ရပါမယ်။နောက်ထပ်တကြောကတော့ Barcelona သည်တဖက်ကတက်မဲ့ Lily ဒါမှမဟုတ် Borussia Dortmund ကိုတွေ့မဲ့အတွက်ကြောင့်အရင်ကြီးခက်ခဲမှုမရှိလောက်ဘူးလို့ကျွန်တော်ထင်တယ်။နှစ်သင်းလုံးက ဘာစလိုနာလောက်မကောင်းတဲ့အတွက်ကြောင့်ဘာစလိုနာကလည်းဆီမီဖိုင်နယ်ကိုတက်ရောက်ဖို့များပါတယ်ဒါပေမဲ့လည်းပိုပြီးခန်းနာမဲ့ပွဲရတော့ဘိုင်အမြင့်နဲ့အင်တာမီလန်ပါဒီနှစ်သင်းဒီလက်ရှိအချိန်မှာတန်းတူတဲ့အသင်းချင်းထိတိုက်တွေ့တဲ့အတွက်ကြောင့်ပိုပြီးတော့ရင်ကုန်ဆေးလို့ရှားစရာကောင်းတယ်အတိအကျပြောဖို့ဆိုတာခက်ခဲတယ်အဲ့တော့ quarter final ရောက်တဲ့အခါကျရင်ဘာစလိုနာနဲ့အင်တာမီလန်တို့လမ်းကြောင်းကတော့ဘာမှယတိပြက်ပြောလို့မရပါကြောင်းဆွေးနွေးနေပဲဗီဒီယိုလေးကိုဒီမှာနားကြပါရခင်ဗျအဆုံးထိကြည့်ပေးခဲ့တဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်